လာပါရှင်။တနင်္လာရီသတင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီစီစဉ်ကို Dove Watch အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ရေဖြူမြို့နယ်ညင်းထွေးရတိုက်ပွဲမှာစစ်ကောင်စီတပ်ကအထိနာပြီးလက်နက်တွေတင်ဆက်ရမိတဲ့အကြောင်းမြင်းမြို့ဘက်ကနေတနင်္လာရီမြို့နယ်ဘက်ကိုလာတဲ့စစ်ကောင်စီရင်တန်းမိုင်းဆွဲတိုက်ခိုက်ခံရတဲ့အခြေအနေချောင်းလမှုရွာကိုစစ်ကောင်စီတပ်ကပေါင်900ဘုံးကျဲတိုက်ခိုက်ခဲ့လို့စီအောင်လို့သမားနှစ်ယောက်သေဆုံးသွားတဲ့တဲ့တင် ရန်ကုန်မလမြိုင်ကားလမ်းပေါ်ကစစ်ကောင်စီစစ်ဆေးရေးအဖွဲ့ပြစ်ခတ်ခံရပြီးနှစ်ဦးသေဆုံးခဲ့တဲ့အကြောင်းမြင်းမျိုးမှာ၃နှစ်အတွင်းဒရင်တီစေး၃ဆနီးပါးမြင့်တက်လာတာမုံအမျိုးသားညီလာခံကိုဧပြီလပထမပတ်မှာကျင်းပဖို့ရှိတဲ့အခြေအနေဘန်ကောက်ကမြန်မာအလို့သမားနှစ်ဦးတက်လိုက်သေဆုံးတဲ့အကြောင်းစတဲ့သတင်းတွေကိုနားဆင်ရမှာပါရှင်ပထမဆုံးသတင်းတပုတ်အနေနဲ့ ရေဖြူမြို့နယ်ညင်းထွေးရွာတိုက်ပွဲမှာစစ်ကောင်စီတပ်ကအထိနာပြီးလက်နက်တွေသိမ်းဆည်းရမိခဲ့တယ်လို့ထုတ်ပြန်ထားပါဗျ။ရေဖြူမြို့နယ်ညင်းထွေးရွာနဲ့ကြောက်ကညာရွာကြားကပြည်ထောင်စုကားလမ်းမပေါ်မှာလမ်းကင်းယူနေတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လှန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။တည်င်းအပြည့်အစုံကိုဒွေဝက်ဝိုင်းဒေါ်သားတို့ကပြောပြပေးသွားမှာပါရှင်။ ရေပြင်းပြင်းနဲ့ညင်းထွေးရွာတိုက်ပွဲမှာစစ်ကောင်စီတပ်ကအထိနာပြီးလက်နက်တွေတင်ဆဲရမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ရေပြင်းပြင်းနဲ့ညင်းထွေးရွာနဲ့ကြက်ကညာရွာကြားပြည်တော်စုကားလမ်းပေါ်မှာလိုင်းကင်းယူနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော်လန်ရေးတပ်ကကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။မတ်လ24ရက်ကဖြစ်ပေါ်ခဲ့တဲ့အဲ့ဒီတိုက်ခိုက်မှုကိုဒဝဲမြို့သားလွတ်မြောက်ရေးတပ်တော်ဒူရကစစ်ကြောင်းဦးဆောင်ပြီးရေပြင်းပြင်းနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာပါ။အဲ့ဒီတိုက်ပွဲမှာ ရေဖြူအခြေဆိုင်ခမရ၄၃၆နဲ့၄၃ခွန်စစ်ကောင်စီတပ်ရင်းတွေကဘုံမိုးအဆင့်တဦးရှိသူအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်20ကျော်တိုက်ဆုံခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီပြင် RPG ပါဝင်တနက်မျိုးစုံ၅လက်နဲ့အတူလက်နက်ခဲယမ်းတွေလည်းတင်စီရမိခဲ့တယ်လို့ဒုရကစစ်ကြောင်းကဒီကနေ့မတ်လ25ရက်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် တိုက်ပွဲတဲ့စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ညင်းထွေးရခွံမျိုးသားတူလက်နက်ကြီးစထိမှန်တိတ်ဆုံးခဲ့တယ်လို့နောက်ထပ်အသက်80ကျော်အရွယ်မျိုးသားတူလည်းလက်နက်ကြီးပစ်ခတ်တံတွေကြောင့်ထိတ်လန့်တိတ်ဆုံးခဲ့ပါတယ်။ဒီလတဲ့ပြည်တော်စု ကာလာမရေပြူတဝဲလမ်းဘက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၃ချိန်ထဲမနေ့ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြေမျိုးဖက်ကနေတနင်္လာရီမျိုးနယ်ဖက်ကိုလာတဲ့စစ်ကောင်စီရင်တန်းမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။အဲဒီစစ်ကောင်စီရင်တန်းဘန်လုံးမကျေးရွာအုပ်စုထဲရောက်တဲ့အချိန်မလ24ရက်နေ့မနက်7:00နာရီလောက်မှာတော်လန်ရေးတပ်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ရပါအဲ့ဒီရင်တန်းမှာကား80ပောင်ဝင်ပြီးကားတစ်စင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်20လောက်နဲ့ရဲခါတွေပောင်ဝင်တယ်လို့ဆိုပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ရင်တန်းထဲပါဝင်တဲ့ကာဒစင်ထိမှန်ပျက်စီးခဲ့တယ်လို့လည်းဆိုပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်မှုအသေးစိတ်ကိုတော့မသိရသေးပါဘူး။တိုက်ခိုက်ခံလိုက်ရတဲ့စစ်ကောင်စီရင်တန်းဟာထိုင်းမြန်မာနယ်စပ်ကတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေတဲ့တင်ခွန်ရွာဘက်ကိုစစ်ကူသွားမယ့်အဖွဲ့ဖြစ်နိုင်တယ်လို့ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုသွားတယ်မယ့်အဖွဲ့လည်းဖြစ်နိုင်တယ်လို့တော်လှန်ရေးတပ်ဖွဲ့ဖက်ကခန့်မှန်းပြောဆိုထားပါတယ်။ စစ်ကောင်စီတပ်ဟာနေ့စဉ်နဲ့အမျှလေကြောင်းပစ်ကူတွေတောက်လျှောက်သုံးပြီးထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့တနင်္သာရီမော်တောင်လမ်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးပမ်းနေတာသုံးလကျော်နေပါပြီရှင်။တနင်္သာရီမြို့နယ်ချောင်းလမှုရွာရဲကစီအောင်ဆိုင်ခင်းကိုစစ်ကောင်စီကလေရင်နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့လို့စီအောင်ကုမ္ပဏီလုပ်သားနှစ်ဦးသေဆုံးသွားပါတယ်။ မလ24ရက်နေ့ညနေ4နာရီခွဲလောက်မှာစစ်ကောင်စီလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဘုံဟာချောင်းလမှုရွာကျော်မော်16စီအုံးကုမ္ပဏီဆိုင်ခင်းတဲ့နှလုံးကြောက်ရောက်ပောက်ကွဲပြီးစီအုံးကုမ္ပဏီလုတ်သားအမျိုးသားနှစ်ဦးသေဆုံးသွားတဲ့အပြင်ဒဏ်ရာရသူ6ဦးထပ်မံရှိတယ်လို့ဆိုပါရယ်။တည်င်းအပြည့်စုံကိုဒိုဝဲဝက်ဝိုင်းတော်သားတအူးကပြောပြပေးသွားမှာပါရှင်။ တနေတိုင်းမြို့နယ်ချောင်းလမှုရွာထဲကစီအုံးဆိုင်ခင်းကိုစက်ကောက်စီကလင်းရင်နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်လို့စီအုံးကုပ္ပဏီလုံသားအူတေဆုံသွားပါတယ်မလ24ရက်နေ့ညနေ4နာရီခွဲလောက်မှာစကောက်စီလေးရင်နဲ့ကြဲချတိုက်ခိုက်တဲ့ဘုံဟာချောင်းလမှုရွာကျော်မော်79စီအုံးကုပ္ပဏီစိုက်ခင်ထဲနှလုံးကြောက်ပောက်ကွဲခဲ့ပြီးစီအုံးကုပ္ပဏီလုံသားအမျိုးသားအူသေဆုံးသွားတဲ့အပြင်ဒဏ်ရာရသူ6ဦးထပ်မံရရှိတယ်လို့ဆိုပါတယ်။ စီအောင်ကုမ္ပဏီဝင်ဟာတိုက်ပွဲဖြစ်ပေါ်နေတဲ့ဒေသနဲ့မီတာ3000ကျော်အကွာမှာရှိပြီးလေယာဉ်နဲ့လာတိုက်ခိုက်ချိန်မှာတိုက်ပွဲဖြစ်တာမရှိဘူးလို့တော်လိုင်းရဲတပ်ဖွဲ့ဝင်တဦးကဆိုပါတယ်။ထိုင်းမြို့မှာနေဆက်ကုတ်သွဲရင်လမ်းဖြစ်တဲ့တနင်္သာရီမော်တော်လမ်းကိုပြန်ထိန်းချုပ်နိုင်ဖို့စစ်ကောင်စီကတိုက်ခေါ်ရွာဝန်ကျင်ကိုစစ်ကြောင်းထိုးနေတာ3လကျော်လာပြီဖြစ်ပြီးတိုက်ပွဲတွေ တောက်လျှောက်ပြင်းထန်နေပါတယ်။ ဒါအပြင်စစ်ကောင်စီတပ်ကတိုက်ခေါ်ရွအနီးဝန်းကျင်ကလူနေကျေးရွာတွေထဲလေကြောင်းတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်တာတွေခက်စစ်စိတ်လုံးဆောင်နေလို့အရက်သားထိခိုက်သေးဆုံးတာတွေလည်းရှိနေပါဗျ။နောက်ထပ်သတင်းတပုတ်အနေနဲ့ရန်ကုန်မလမြိုင်ကားလမ်းပေါ်ကစစ်ကောင်စီစစ်ဆေးရေးအဖွဲ့ပစ်ခတ်ခံရပြီးနှစ်ဦးသေဆုံးသွားခဲ့ပါတယ်။မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ကြောက်ဖြူကျေးရွာနဲ့ခမိတ်ကျေးရွာကြားရန်ကုန်မလမြိုင်ကားလမ်းပေါ်မှာရှိတဲ့စစ်ကောင်စီစစ်ဆေးရေးအဖွဲ့ပစ်ခတ်ခံခဲ့ရပါတယ်။ ခရီးသက်ကားတွေကိုစစ်ဆင်းနေတဲ့စစ်ကောင်စီလက်အောက်ခံစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလက်နက်ကင်တော်လှန်ရေးတပ်ဖွဲ့တွေကမလ23ရက်နေ့ညနေပိုင်းမှာပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုမှာဒုစုံစမ်းစစ်ဆေးရေးမှူးဦးမင်းသူလက်ထောက်စုံစမ်းစစ်ဆေးရေးမှူးဦးမျိုးတန်းတို့နှစ်ဦးနေရာမှာပဲတိတ်ဆုံးခဲ့တယ်လို့ဆိုပါတယ်။စုံစမ်းစစ်ဆေးရေးမှုတူဖြစ်တဲ့ဦးသူရဆိုးဆိုသူလည်းအပြင်းထန်ဒဏ်ရာရပြီးစေကူတမှုခံယူနေရပါတယ်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ပြစ်ခတ်ခံရပြီးတဲ့နောက်ကြာဖြူကျေးရွာနဲ့ခမိတ်ကျေးရွာဖက်မှစစ်ကောင်စီတပ်ကစစ်ဆေးတင်းကျပ်လိုက်သလိုလက်နက်ကြီးနဲ့ပြစ်ခတ်တာတွေလည်းလှုံ့ဆော်ခဲ့ပါတယ်။ကြိုက်ထုံမြို့နယ်ရန်ကုန်မလမြေကားလန့်တစ်လျှောက်ကစစ်ကောင်စီစစ်ဆေးရေးဂိတ်တွေနဲ့ဖျက်ဆီးသွားလာနေတဲ့စစ်ကောင်စီရင်တန်းတွေကိုတော်လှန်ရေးတပ်တွေကမကြာခဏတိုက်ခိုက်လေရှိပါတယ်။ မြိတ်မှာ၃နှစ်အတွင်းတညင်းသီးဈေး၃၀နီးပါးမြင့်တက်လာတယ်လို့မြိတ်မြို့နေတညင်းသီးကုန်သရေးစီကသိရပါဗျ။ဒဝေဒေတာမှာတော့လက်တလောတညင်းသီးအရင်ရှားနေတယ်လို့ဒေတာခန်တွေကဆိုပါတယ်။တည်င်းအပြည့်စုံကိုဒဝေဝက်ရှ်ဝိုင်းတော်သားတို့ကပြောပြပေးသွားမှာပါရှင်။မြိတ်မြို့မှာ၃နှစ်ထဲတညင်းသီးဈေး၃၀နီးပါးမြင့်တက်လာလေလို့မြိတ်မြို့နေတညင်းသီးကုန်သရေးစီကနေသိရပါဗျ။အခုမတ်လရာသီစမှာ အခွန်နွားပြီးသားတညင်းသည်တံပုံတပုတ်ကိုငွေကျ900ဝန်းကျင်ထိဈေးပေါက်နေပါတယ်။တညင်းသည်အစိမ်းဆိုရင်တော့တလုံးကိုငွေကျ200ဝန်းကျင်ပေါက်ဈေးရှိနေတာပါ။2022ခုနှစ်ကတော့တညင်းသည်တပုတ်ကိုကျ300ဝန်းကျင်ပဲရှိခဲ့ပြီး3နှစ်တွင်3ဆနီးပါးဈေးတက်လာတာလို့ဈေးကွက်ထက်ကနေသိရပါတယ်။ရသည်ဥတို့အခြေအနေနဲ့နည်းမြေမအေးချမ်းတာတွေကြောင့်တဉ္ဇင်းသည်အထွက်နဲလာတယ်လို့တရင်သားကြီးမြို့နယ်ကတောင်သူတူအူကဆိုပါတယ်။ထပ်ပြင်လက်တလောဖြစ်နေတဲ့တိုက်ပွဲတွေ စည်ရေးတင်းမာတာတွေကြောင့်တည်ယူစရိတ်များလာတယ်လို့မြေမြို့နေဒင်းင်းသီးဂုံတဲ့တူကလည်းပြောဆိုပါတယ်။ဒေဝေဒေတာမှာတော့လက်တလောဒင်းင်းသီးအရင်ရှားနေတဲ့အကြောင်းဒေတာခံတွေစီကသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့မွန်မျိုးသားညီလာခံတရက်ကို လာမယ့်ဧပြီလ2ရက်နေ့ကနေ9ရက်နေ့အထိ၄ရက်တာကျင်းပဖို့ရှိပါတယ်။အဲ့ဒီညီလာခံကိုမွန်လက်နက်ကင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့မွန်ပြည်သက်ပါတီကဥဆောင်ကျင်းပမှာပါ ။နီလာခံကိုတော့မွန်ပြည်နယ်မွန်လမြိုင်မြို့ဈေးကျွရက်ကွက်ကရမညနီကာရဓာတုမာလာမွန်ပရရတိကျောင်းတိုက်မှာကျင်းပဖို့စီစဉ်ထားကြပါတယ်။အဲ့ဒီညီလာခံမှာဖယ်ရယ်ပြည်တော်စုအခြေခံမူရဲ့အဲ့ဒီမူနဲ့ကိုက်ညီတဲ့မွန်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကိုဆွေးနွေးကြမှာဖြစ်တယ်လို့ဆိုပါတယ်။ညီလာခံကိုမွန်တန်ကာတော်တွေမွန်ပြည်သက်ပါတီကကိုယ်စားလှယ်တွေမွန်ညီညွတ်ရေးပါတီကိုယ်စားလှယ်တွေ အရက်ဖက်လူမှုအဖွဲ့အစည်းကကိုယ်စားလှယ်တွေနဲ့တခြားဖိတ်ကြားထားတဲ့သူတွေလေးလာသူတွေစုစုပေါင်း250ကျော်တက်ရောက်ကြမှာပါပြီးခဲ့တဲ့2022ခုနှစ်ကလည်းမွန်ပြည်သက်ပါတီကဥဆောင်ကျင်းပတဲ့မွန်မျိုးသားညီလာခံတရက်ကိုမွန်ပြည်သက်ပါတီထိန်းချုပ်နယ်မြေတနေရာမှာ9ရက်အကြာကျင်းပခဲ့ပါသေးတယ်။အဲဒီညီလာခံကနေလက်ရှိပကတိအခြေအနေနဲ့ကိုက်ညီတဲ့မွန်တိုင်းရင်းသားသဘောဆန္ဒတွေအပြင် မွန်ပြည်နယ်ထဲတခြားတိုင်းရင်းသားတွေလက်ခံနိုင်တဲ့ရမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပိသက်ရေးဆွဲဖို့ဆုံးဖြတ်ခဲ့ကြတာပါမွန်ပြည်သက်ပါတီကဦးဆောင်ပြီးနောက်ဆုံးချိန်မှမျိုးသားညီလာခံကိုတော့2016ခုနှစ်ကမွန်ပြည်သက်ပါတီထိန်းချုပ်နယ်မြေကြာအင်းစိတ်ကြီးမြို့နယ်မှာကျင်းပခဲ့ပူပါတယ်။ နောက်ဆုံးသတင်းတစ်ပုဒ်ဖြစ်တဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ဘန်ဆူးနယ်မြေမှာရေမြောင်းတန်ရှိရေးလုပ်တဲ့မြန်မာအလို့သမားနှစ်ဦးမနေ့ကညတကောင်အချိန်မှာဓာတ်လိုက်သိမ်းဆုံးခဲ့တယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြပါဗျ။မလ24ရက်နေ့ည7:45မိနစ်မှာမြန်မာအလုတ္တမနှစ်ဦးကမြောင်းထက်တန်ရှိရေးလှုပ်ဖို့လေကားနဲ့ဆင်းကျင်ဒက်လိုက်သေဆုံးခဲ့တာဖြစ်ပါတယ်။တည်င်းအပြည့်စုံကိုတော့ဒဝဲဝက်ဝိုင်းတော်သားတဦးကပြောပြပေးသွားမှာပါရှင်။ထန်နေကန်ဘန်ကောက်မြို့ ။ဘန်စုတင်နေမှာရေမြောင်တန်ရှင်ရေလို့တဲ့မြမအလို့တမနုံမနေ့ကမြောက်တကောင်ချီမှာဒါနိုက်တေဆုံခေလေးတို့ထိုင်တဲ့ဌာနတွေကပေါ်ပြပါလိမ့်။မနက်24ရက်နေ့ည7:45မိနစ်မှာမြမအလို့တမနုံကမြောင်ထဲတန်ရှင်ရေလို့ပုတ်ကလေးကနဲ့စင်ကြီးဒါနိုက်တေဆုံခေတာဖြစ်ပါလိမ့်။တေဆုံသူတွေဟာအသက်32အရွယ်ကိုမင်းလွင်ဝင်းနဲ့အသက်35နှစ်အရွယ်ကိုလင်းနိုင်တို့ပဲဖြစ်ပြီး မြောင်မြောင်ထဲမှာပဲဒေဆိုးခဲ့ကြတာပါမြမလို့တမားတွေတလိုက်ပြီးမြောင်တဲ့ပြူကြသွားခြင်းကစင်အဖွဲ့တွေအချင်းကြီးရောက်လာကြပြီးမယ်မြောင်တဲ့မှာလက်စစ်မိကြိုးတွေပေါက်ပြဲမှုရှိမရှိ ကနဦးစစ်စစ်နေရလို့နှစ်နာရီကြာမှကစင်အဖွဲ့တွေကအပေါ်ကိုတည်ယူနိုင်ခဲ့ပါတယ်လက်ရှိမှာတည်သွားတဲ့မြမလို့တမားတွေအတွေ့နင်နာကြေးရရှိဖို့ AC မာမိအဖွဲ့ကလိုက်ပါကွန်ကြီးဆောင်ရွက်ပေးမှာဖြစ်တယ်လို့ဒေါက်တာဦးခိုင်ကြီးက လူမှုကွန်ရက်စာမျက်နှာမှာရေးထားပါတယ်အခုလိုတနင်္လာရီသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြတ်ဆုံးလွတ်မြောက်ပါစေလို့ Dwellwatch Wine တို့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။